မင်္ဂလာပါခင်ဗျရှေကုခိတ္တကနေဒီနေ့လည်းကင်းဒရင်ကိုတင်ဆက်ပေးပါမယ်အိန္ဒိယနိုင်ငံကပါကစ္စတန်နိုင်ငံကိုဒုံးကျည်တွင်နေဒီနေ့မေလ9ရက်နေ့မနက်ပိုင်းမှာပဲစတင်တက်ခတ်လက်ပြီးကက်ရှမီးယားဒေသမှာအိန္ဒိယနိုင်ငံသားအများစုတိစုံစေခဲ့တဲ့အကြမ်းဖက်လုပ်ရဲ့အတွက်လက်တုပ်ပြန်လာဖြစ်တယ်လို့အိန္ဒိယအစိုးရကတရားဝင်တင်ထုတ်ပြန်လိုက်ပါတယ် ဂျပန်မင်းအွန်လိုင်းဟာသူ့ရဲ့မိမကျူကျူလာနဲ့အတူတာသမီမြေတချို့ကိုပါရုရှားနိုင်ငံကိုအလဲခရီးအဖြစ်ခေါ်သွားပြီးဒီကနေ့မေလ9ရက်နေ့မနက်9:00နာရီခွဲမှာနေပြည်တော်လေစစ်ကနေထွက်ခွာသွားပြီဆိုတဲ့သတင်းပါဝင်ဒီကနေ့လည်းကသတင်းတွေကိုတင်ဆက်ပေးပါမယ်အခုပထမဆုံးအနေနဲ့နိုင်ငံတကာသတင်းတွေပဲအရင်ဆက်လိုက်ရရင်တော့အိန္ဒိယနိုင်ငံကပါကစ္စတန်နိုင်ငံကိုဒုံးကျည်တွေနဲ့ဒီကနေ့မေလ9ရက်နေ့မနက်ပိုင်းမှာပဲစတင်တိုက်ခိုက်လိုက်ပြီးကက်ရှမီးယားဒေသမှာအိန္ဒိယနိုင်ငံသားအများစုတေဆုံးဈေးခဲ့တဲ့ အကြက်ဖက်လောက်ရအတွက်လက်တုပ်ပြန်တာဖြစ်တယ်လို့လေအိန္ဒိယအစိုးရကတရားဝင်သတင်းထုတ်ပြန်လိုက်ပါတယ်ဒါကတော့ဒီကနေ့မေလ9ရက်နေ့မနက်အစောပိုင်းမှာပဲအိန္ဒိယနိုင်ငံကပါကစ္စတန်နိုင်ငံဘက်အချက်မှရှိတဲ့ကက်ရှမီးယားဒေသကပြစ်မှတ်နေရာ၉ခုကိုဒုံးကျည်တွေနဲ့စတင်ပစ်ခတ်တိုက်ခိုက်လိုက်တာဖြစ်ပြီးဒါဟာအကြက်ဖက်သမားတွေရဲ့နေရာကိုဥတီပစ်ခတ်တာဖြစ်တယ်လို့လည်းဆိုပါတယ်ဒီလိုပစ်ခတ်မှုဟာပြီးခဲ့တဲ့ဧပြီလ22ရက်နေ့ကအိန္ဒိယနိုင်ငံဘက်ကနေထိန်းချုပ်ထားတဲ့ကက်ရှမီးယားဒေသဘက်အချက်မှ အိန္ဒိယနိုင်ငံသား25ဦးနဲ့နီပေါ်နိုင်ငံသားတဦးအကြမ်းဖက်ပစ်ခတ်တပ်ဖြတ်ခံရမှုအတွက်လက်တုံပြန်တာဖြစ်တယ်လို့လည်းအိန္ဒိယအစိုးရကတရားဝင်သတင်းထုတ်ပြန်ထားပါတယ်။ဒါနဲ့ပတ်သက်ပြီးပါကစ္စတန်နိုင်ငံဘက်ကလည်းအိန္ဒိယကဒုံးကျည်တွေနဲ့စတင်တိုက်ခိုက်လာတဲ့အကြောင်းကိုအတည်ပြုလိုက်ပြီးလက်ရှိအချိန်ထိပောက်ကွဲမှုအတွင်းလူအ ਨੇ ဆုံး8ဦးသေဆုံးထားတယ်လို့လည်းပြောထားသလိုအဲ့လိုအိန္ဒိယနိုင်ငံဘက်ကနေစတင်တိုက်ခိုက်လာမှုကြောင့်ပါကစ္စတန်နိုင်ငံဘက်ကလည်းလက်တုံပြန်မယ်လို့ပြောဆိုပြီးတဲ့နောက်မှာပဲအိန္ဒိယတိုက်လေရင်၃စီးနဲ့ဒရုန်း၃စီးကိုပါကစ္စတန်နိုင်ငံဘက်ကပစ်ချခဲ့တဲ့အပြင် ကစ္စတန်လေပိုင်နဲ့အတွင်းလေရင်ပြန်တမ်းမှုတွေကိုပါပိတ်ပင်လိုက်တယ်လို့ကြေညာလိုက်ပါတယ်။အဲဒီအိန္ဒိယနဲ့ပါကစ္စတန်တို့ဟာကက်ရှမီးယားဒေသနဲ့ပတ်သက်ပြီးနှစ်ပေါင်းများစွာကတည်းကနယ်မြေပိုင်ဆိုင်မှုအငင်းပွားတိုက်ခိုက်ခဲ့ကြတာဖြစ်တယ်လို့လက်ရှိနှစ်နိုင်ငံစလုံးဟာနျူကလ িয়ার လက်နက်ပိုင်ဆိုင်ထားတဲ့နိုင်ငံတွေပဲဖြစ်ပါတယ်ခင်ဗျ။တစ်ဖက်ကပြည်တွင်းသတင်းဘက်မှာတော့ အကြံပေးမဲ့အောင်လိုက်ဟာသူ့ရဲ့မိမကျူကျူလာနဲ့အတူတာသမီမြေတချို့ကိုပါရုရှားနိုင်ငံကိုအလဲခီးဖြစ်ခေါ်သွားပြီးဒီကနေ့မေလ9ရက်နေ့မနက်9နာရီခွဲလောက်မှာနေပြီးတော့လေစစ်ကနေထွက်ခွာသွားပြီလို့နေပြီးတော့စစ်တပ်သတင်းရေးမြစ်ကပြောပါတယ်ဒါကတော့မေလ9ရက်နေ့မှာပဲရုရှားနိုင်ငံမော်စကိုမြို့မှာပြုတ်လုပ်မဲ့ရင်ပြင်းနီစစ်ရေးပြအခမ်းအနားကို အကြက်ဖက်မင်းအောင်လိုက်နဲ့အတူသူ့ရဲ့မိမဖြစ်သူကျူးကျူးလှပါတက်ရောက်ဖို့နေပြည်တော်ကနေဒီကနေ့မေလ9ရက်နေ့မနက်ပိုင်းမှာပဲမကြာသေးခင်ကမှမင်းအောင်လိုက်ကိုတိုင်ပြည်သူဘန်နာတွေနဲ့ဝယ်ယူထားတဲ့ Airbus လေယာဉ်နဲ့ထွက်ခွာသွားပြီဖြစ်တယ်လို့အဲ့ဒီခီးစင်မှာမင်းအောင်လိုက်ဟာသူ့ရဲ့မိမကျူးကျူးလှနဲ့အတူသားသမီးမြေတချုပ်ကိုပါရုရှားနိုင်ငံကိုအလဲခီးဖြစ်ခေါ်သွားတယ်လို့ဆိုပါတယ်တစ်ဖက်မှာတော့လက်ရှိနိုင်ငံစစ်ဖြစ်နေတဲ့ရုရှားနိုင်ငံနဲ့ယူကရိန်းနိုင်ငံဟာစစ်ပွဲကာလဖြစ်တဲ့အတွက်အဲ့ဒီအခမ်းအနားကိုတက်ရောက်မဲ့မြေသိနိုင်ငံကခေါင်းဆောင်ပဲဖြစ်ဖြစ် သူတို့ရဲ့လုံခြုံရေးတွေကိုအာမခံချက်မပေးနိုင်ဘူးလို့ယူကရိန်းသမ္မတဇလန်စကီးကတရားဝင်ထုတ်ဖော်ပြောဆိုခဲ့ပြီးတဲ့နောက်အဲ့ဒီအခမ်းအနားပြုလုပ်မဲ့မော်စကိုမြို့ကိုယူကရိန်းဘက်ကမောင်းတူမဲ့လေရင်16ဇင်းထက်မနည်းမတူညီတဲ့လမ်းကြောင်းတွေကနေချင့်ကပ်တိုက်ခိုက်လာတယ်လို့ရုရှားမြို့တော်ဝင်ကပြောထားပါသေးတယ်ခင်ဗျတစ်ဖက်မှာတော့ အကြက်ဖက်မင်းအောင်လိုင်ကစစ်ဘက်ဆိုင်ရာလုတ်ပိုင်ခွင့်နဲ့ဆုံးဖြတ်ခွင့်အများစုကိုတူလောက်ခန့်ဗိုလ်ချုပ်ကြီးကျော်စွာလင့်ဆိုသူကိုပဲပေးအပ်လိုက်ပြီးအဲဒီသူကဒုတချုပ်စိုးဝင်းထက်တောင်လုတ်ပိုင်ခွင့်ပုံမရရှိလာတယ်လို့နေပြီးတော့စစ်တပ်သတင်းရင်းမြစ်ကရန်ကုန်ခေတ်တိကိုပြောပါတယ်အဲဒီဗိုလ်ချုပ်ကြီးကျော်စွာလင့်ဆိုတဲ့သူကိုအကြက်ဖက်မင်းအောင်လိုင်က2024ခုနှစ်ဒီဇင်ဘာလမှာပဲစစ်တပ်ကြီးလေးညှိကွန်းမှုအဖြစ်ခန့်အပ်လိုက်တာဖြစ်ပြီးအခု9လအကြာမှာတော့အဲ့ဒီဗိုလ်ချုပ်ကြီးကျော်စွာလင်းဟာနိုင်ငံတော်ကစစ်ဘက်ဆိုင်ရာလုတ်ပိုင်ခွင့်နဲ့ဆုံးဖြတ်ခွင့်အများစုကိုရရှိလာတယ်ဆိုပါတယ် လက်ရှိတိုက်ပွဲတွေမှာအဓိကကျတဲ့စစ်စင်ရေးတွေနဲ့စီးရေးဆိုင်ရာဆုံးဖြတ်ခွင့်တွေအပြင်မင်းအွန်လိုင်းနိုင်ငံခီးစင်သွားတဲ့အချိန်တွေမှာလည်းစစ်ဘက်ဆိုင်ရာလုတ်ပိုင်ခွင့်တွေကိုအဲ့ဒီဗိုလ်ချုပ်ကြီးကြော်စွာလင့်ကိုပဲလွှဲပေးခဲ့တာဖြစ်လို့အကြမ်းဖက်မင်းအွန်လိုင်းကိုယ်တိုင်က ဲ့ဒီကြောစွာလင်းကိုအနီးကခေါ်ယူထားတာဖြစ်ပြီးတချို့စစ်ပနဲ့စစ်စင်ရေးကိစ္စတွေဆိုဒုတချုပ်စိုးဝင်းနဲ့အခြားတိတ်တန့်ဗိုလ်ချုပ်တွေတောင်အတိမပေးတော့ပဲဆုံးဖြတ်စီမံရတဲ့အထိဒုတချုပ်စိုးဝင်းထက်တောင်အဲ့ဒီဗိုလ်ချုပ်ကြီးကြောစွာလင်းဆိုတဲ့သူကလုတ်ပိုင်ခွင့်တွေပုံမရရှိလာတယ်လို့နေပြည်တော်စစ်တပ်သတင်းရင်းမြစ်ကပြောထားပါတယ်ခင်ဗျတစ်ဖက်မှာတော့ မကွေးတိုင်းကပခုတ်ကူမြို့နယ်အဆက်မှာစစ်ကြောင်းထိုးလာပြန်တယ်အကြက်ဖက်စစ်ကောင်စီတပ်ကတော်လန်ကြီးပူပေါင်းတပ်တွေကဝိုင်းဝန်းတိုက်ခိုက်ခြင်းမို့မှုအတွေ့စေကောင်စီတပ်သားခေါနဦးကတော့အသေးသေးတိတ်ကုန်ကြတဲ့အပြင်ဒဏ်ရာရတဲ့သူတွေနဲ့စစ်တပ်ဘက်ကအထိနာသွားကြပြန်တယ်လို့ MVP Revolution Force အဖွဲ့ရဲ့တာဝန်ရှိသူတူကရန်ကုန်ခေတ္တကိုပြောပါတယ်ဖြစ်စဉ်ကတော့မေလတရနေ့ကပဲပကောက်ကူမြို့နယ်အဆက်မှာစစ်ကြောင်းထိုးလာပြန်တဲ့အကြက်ဖက်စစ်ကောင်စီတပ်သားတွေကိုလေးတန်းကြေးရွာနောက်ဘက်အရောက်မှာတော်လန်ကြီးပူပေါင်းတပ်တွေကအသင့်ဆောင်ပြီးဝိုင်းဝန်းတိုက်ခိုက်ခြင်းမုန်းခဲ့တယ်ဆိုပါတယ် အဲ့ဒီလိုတက်ခတ်မှုအတွေ့စကောင်စီတပ်သားခေါင်းဦးကတော့နေရမာတင်ပြလဲပြီးအတိအသီးတိတ်ကုန်ကြတဲ့အဖြစ်နောက်ထပ်ဒဏ်ရာရတဲ့သူတွေနဲ့စစ်တပ်ကတော်တော်ကိုအထိနာသွားကြပြီးဒေါ်လန်ရေးဘက်ကလည်းရဲဘော်တို့မြင့်မြတ်စွာအသက်ပေးလူသွားရတယ်လို့ MVP Revolution Force အဖွဲ့ရဲ့တာဝန်ရှိသူတို့ကပြောထားပါတယ်ခင်ဗျာ ဖက်မှာတော့ရန်ကုန်တိုင်းစိတ်ကြီးခနောင်တူမြို့နယ်ကစိတ်ယောဂအခမ်းရှိသူယောဂတဲ့မောင်ရန်နိုင်ဖြိုးဆိုတဲ့သူကိုအချက်ဖက်စကောင်စီတပ်က၃ချိန်မြောက်ပေါ်တာဆွဲဖမ်းဆီးပြီးစစ်မှုထမ်းတပ်သားတွေအဖြစ်စုဆောင်းထားပြန်တယ်လို့ဖမ်းဆီးခံရတဲ့လူငယ်နဲ့နှိစက်သူတွေကရန်ကုန်ခေတ်တွေကိုပြောပါတယ်။အဲဒီလို၃ချိန်မြောက်ပေါ်တာဆွဲဖမ်းဆီးခံရတဲ့မောင်ရန်နိုင်ဖြိုးဆိုတဲ့သူဟာယောဂတဲ့ဖြစ်ုံနဲ့မကစိတ်ယောဂအခမ်းရှိသူဖြစ်တဲ့အတွက်ပထမအချိန်တွေမှာစစ်စစ်တဲ့အချိန်စေးကြလို့ဆိုပြီးစစ်သားစုဆောင်းရေးတပ်တွေကပြန်လွတ်ပေးခဲ့ပြီမယ်။အခုတခါ နောက်ထပ်စစ်ကောင်စီတပ်သားတွေကအဲ့ဒီယောဂတဲ့မောင်ရန်တိုင်းဖြိုးဆိုတဲ့သူကိုစစ်မှုထမ်းရမယ်ဆိုပြီးသုံးချိန်မြောက်ထပ်မံပေါ်တာဆွဲဖမ်းဆီးတွားပြန်တာဖြစ်တယ်လို့ဆိုပါတယ်လက်ရှိမှာတော့အဲ့ဒီစိတ်ယောဂအခန့်ရှိသူယောဂတဲ့မောင်ရန်တိုင်းဖြိုးဆိုတဲ့သူဟာကျိုင်းတုံမြို့နယ်ကစစ်ကောင်စီရဲ့အမှတ်၁၁တန်းမြင့်လေကျင်းရေးတပ်ကိုအပုတ်ခံထားရတယ်လို့လည်းသိရပြီသူစီမှာစစ်မှုထမ်းဖို့မတင့်တော်ဘူးဆိုတဲ့စေးကြတဲ့လက်မှတ်တွေပါရှိထားပြီမြဲအခုတတိယအကြိမ်ထပ်ပြီးစစ်သားတစ်စုဆောင်ခံရတဲ့အတွက် မိဘတွေကတော့တော်တော်ကိုစိတ်ပူနေကြတယ်လို့လည်းနီးစပ်သူမိတ်ဆွေတွေကပြောထားကြပါတယ်ခင်ဗျာအခုတခါဆက်ချင်တာကတော့ရန်ကုန်မြို့မှာမေလ6ရက်နေ့ဖြစ်တဲ့မနေ့ကညပိုင်းမှာပဲ3.8အဆင့်ရှိတဲ့ငလင်လှုပ်ကပ်သွားသလိုမန္တလေးမြို့မှာလည်းဒီကနေ့မေလ9ရက်နေ့မနေ့အစောပိုင်းမှာ4.4အဆင့်ရှိတဲ့ငလင်လှုပ်ကပ်သွားပြီးပြည်သူတွေလည်းစိုးရင်ထိတ်လန့်ခဲ့ရတယ်လို့မြို့နေပြည်သူအသီးသီးကရန်ကုန်ခေတ္တကိုပြောထားကြပါတယ်တစ်ဖက်ကရန်ကုန်မြို့မှာဆိုရင် လေကူးမျိုးနဲ့ကိုပို့ပြပြီးပြင်အား3.8အဆင့်ရှိတဲ့ငလေဟာမေလ6နေ့ဖြစ်တဲ့မနေ့ကည7:00နာရီဝင်းကျင်လောက်မှာပဲလှုပ်ခတ်သွားတဲ့အတွက်ပြည်သူတွေလည်းလမ်းမပေါ်လေးကိုပြေးထွက်ခဲ့ရပြီးစိုးရင်ထိတ်လန့်ခဲ့ရတယ်လို့ရန်ကုန်မြို့နယ်ပြည်သူတို့ကပြောထားပါတယ်။ဒါအပြင်တပတ်ကမင်္ဂလိမြို့မှာဆိုရင်လည်းဒီကနေ့မေလ9ရက်နေ့မနက်အစောပိုင်း2:00နာရီခွဲဝင်းကျင်လောက်မှာတင်ကျောက်ဆယ်မြို့ကိုပို့ပြပြီးပြင်အား4.3အဆင့်ရှိတဲ့ငလေထပ်မံလှုပ်ခတ်သွားပြန်တဲ့အတွက် အဲ့ဒီငလင်လောက်ခတ်မှုကိုမန္တလေးပြည်ဦးလွင်အပါအဝင်မြို့တော်တော်များများမှာတိတိတတ်တာခန်းစားလိုက်ရတယ်လို့မန္တလေးပြည်ဦးလွင်အပါအဝင်မြို့နေပြည်သူအသီးသီးကရင်ကုန်ခေတ်တွေကိုပြောထားကြပါတယ်မြန်မာနိုင်ငံမှာမတ်လ28ရက်နေ့ကလှုပ်ခတ်ခဲ့တဲ့သခိုင်းငလင်ကြီးအပြီးမှာပဲနောက်ထပ်ငလင်ငယ်တွေဟာလက်ရှိအချိန်ထိမကြာခဏဆိုသလိုထပ်မံလှုပ်ခတ်နေရမှာငလင်ပေါင်း160ကျော်လှုပ်ခတ်ခဲ့ပြီးဖြစ်တယ်လို့လည်းစစ်ကောင်စီလက်အောက်ခံမိုးစလကနေထုတ်ပြန်ထားပါသေးတယ်ခင်ဗျဟုတ်ကဲ့ဒါကတော့ရအောင်ခစ်တက်ကနေဒီနေ့လည်းကင်းတဲ့နေ့ကိုတင်ဆက်ပေးခဲ့တာပါ སྲུག སྲུག